အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကိုယ့်ရဲ့ design မှာသုံးဖို့အတွက်ဒီလိုမျိုး text effect အမိုက်စားတွေကိုဘယ်လိုမျိုးရှာလို့ရလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်တကယ်ဆုံး browser ထဲကိုဝင်လိုက်မယ်ပြီးရင် free page ဆိုပြီးတော့ရိုက်လိုက်မယ်ဒီ free page website ထဲကိုဝင်လိုက်မယ်ဒီ search bar မှာ layer style ဆိုပြီးတော့ရိုက်လိုက်မယ် layer style ဆိုပြီးတော့ရိုက်ပြီးတော့ဝင်လိုက်မယ်ဒါဆိုရင်ဒီလိုမျိုး text effect အဲ မိုက်စားလေးတွေရှိတယ်ဒီမှာ तू อ่ะဒီ crown ပုံစံလေးတွေပါတဲ့ဟာဆိုရင်ဒါ premium premium ဝယ်ထားမှာဒါတုံးလို့ရမှာပေါ့နော် license ဝယ်ထားမှာတုံးလို့ရမှာကျွန်တော်တို့အခုကဒါ free ရတဲ့ဟာလေးတွေပဲတုံးကြည့်မယ်ဆိုတော့ဒီမှာရှိတဲ့ free ဆိုတာလေးကိုရွေးလိုက်မယ်ဒါဆိုရင် free တွေပဲပေါ်လာမှာပေါ့နော်ဒီဟာလေးကိုဆမ်းပြီးတော့တုံးကြည့်လိုက်မယ် download ဆွဲလိုက်မယ်နော် ။အဲ့လိုဆက်ပြီးသားဆိုတော့ဒီ zip file လေးကိုဖြီးလိုက်မယ်နော်။ zip file လေးကိုဖြီးလိုက်မယ်။ဒါဆိုရင်ဒီမှာ Photoshop file လေးပါလာတယ်။ဒီ Photoshop file လေးကိုဖွင့်လိုက်မယ်နော်။ဖွင့်လိုက်ရင်ဒီမှာ तू အဲ့ edit လုပ်လို့ရမယ့်နေရာလေးရှိတယ်ဒီမှာ။အပြာရောင်လေးနဲ့ပြထားရနော်။ဒီမှာ adjustment အဲ smart object file လေးပါတယ်အဲ့ဒါလေးကိုဒီ smart object file လေးကို ီနေရာလေးကိုတပက်ကလစ်နှိပ်ပြီးတော့ဖြွင့်လိုက်မယ်။အဲဆိုရင်ဒီမှာပြန်ပြီးတော့ပြင်ပြီးရိုက်လို့ရတယ်။ဖောက်နေရာလေးရောက်သွားပြီ။ဒါကဒီဆက်ထဲမှာဒီအခုလို့တုံးထားတဲ့ဖောက်မရှိလို့ဒီလိုမျိုးပေါ်လျင်အောင်ပြဿနာမရှိဘူး။ control ရေးနဲ့ slap ပေးပြီးတော့ကျွန်တော်ကမြန်မာသားနဲ့ပြန်ပြင်ကြည့်လိုက်မယ်။အဆင်ပြေလားမပြေလားဘူး။ဖောင်တိုင်းတော့အဆင်ပြေချင်မှပြင်မယ်။ဒါပေမဲ့တုံးလို့ရတယ်ကွာ။ဖောင်ကိုတုံးတဲ့ဖောင်ကဒီသူတို့ edit လုပ်ထားတဲ့ဖောင်နဲ့အထူပါနည်းနည်းအရင်ကြီးမကွာဘူးဆိုရင်အဆင်ပြေတယ်

save ပြီးတော့ဆိုရင်သူ့ရဲ့ moving file မှာတွတ်ကြည့်မယ်။ဒီမှာလဲ share ပေးရမယ်။ဒါဆိုရင်တော့ဒီလိုမျိုး font လေးရသွားပြီဖြစ်တယ်။ဒါကိုကိုယ့် design မှာယူသုံးဖို့ကြာတော့ဘယ်လိုယူသုံးလို့ရလဲဆိုတော့ define layer ကြီးဆွဲယူသွားလို့ရှိရင်ဒါအားလေးတယ်နော်။အဲလေးတဲ့ခါကျတော့သူ့ layer ပေါင်းလိုက်မယ်။မလိုတဲ့ဟာတွေဖျောက်ပြီးတော့ layer ပေါင်းလိုက်မယ်။ခုဒါဆိုရင် background ကိုဖျောက်ရှင်တဲ့ background ဖျောက်လိုက်မယ်။ဒီမှာ text text ဆိုတာကြာဒီဟာလေးသူ့ ဒီမှာထည့်ထားတယ်ဆက်ရေးထားစာလေးတွေအဲ့ဒါလေးဖြောက်လိုက်မယ် background ဖြောက်လိုက်မယ်ပြန်တော့ control e နဲ့ပေါင်းလိုက်မယ်ပေါင်းပြီးသွားပြီဆိုရင် control a control c နဲ့ယူလာလိုက်မယ်ပြင်ကိုထည့်ခြင်းတဲ့ design မှာ control v နဲ့ paste ချလိုက်လို့ရှိရင်ဒါတုံးလို့ရသွားပြီเนาะအဲ့ကိုတုံးကျင်တဲ့ဒီဇိုင်းမှာယူပြီးတော့တုံးလို့ရသွားတယ် ဒီမှာဆိုရင်ဒါ तू อ่ะအမ် share room မှာအဖြူရောင်တုံးထားတယ်ဗောနော်ဒီမှာပြန်သွက်ကြည့်လို့ရတယ်ကိုကအဲ့ဒါကိုပြန်ပြင်နေတယ်ဆိုရင်လည်းဒီမှာဒီ fx ထဲမှာသွက်ပြင်လို့ရတယ်နော် share room သွက်ပြင်လို့ရတယ်ဒါ share room တွေထည့်ထားရှိတယ်အဲ့ဒါသွက်ပြင်လို့ရတယ်ကိုကအခုမှဒီမှာတော့ပြင်မပြတော့ဘူးဒီ share room ဖြောက်လိုက်တော့ share room ဖြောက်လိုက်မယ်ပြင်တစ်ခါပြန်ဆေးလိုက် ဆက်ပြီးတော့ခုနတိုင်းမှာ control e နဲ့ပေါင်းလိုက်မယ် control a control c နဲ့ယူလာလိုက်မယ်တရားဖြစ်လိုက်ပြီး control v နဲ့ space ချလိုက်မယ်အဲဒါဆိုရင်တော့အဆင်ပြေသွားပြီခုနကကြတော့ background ကသူက background ဖြူမှာဆိုတော့သူက draw shadow တွေကိုသူကဟိုအခဲရောင်ပုံစံမျိုးဖြူရောင်ပုံစံမျိုးလေးလုပ်ထားဖြစ်တဲ့အတွက်ဒီပုံနဲ့ကြတော့မလိုက်ဘူးဖြစ်သွားပါဘူးเนาะဒီပုံမှာကြတော့အောက်က energy ဆိုတော့အဲ့ဖြူရောင်ကြီးကပေါ်နေတာပေါ့နော်ဒါဆိုရင်ခုန shadow ကိုသွားဖြောက်ပြီးတော့မှအခုဒီလိုမျိုးပြန်သုံးမယ်ဆိုရင်အဆင်ပြေသွားပြီ ောပြီနော်အဲဒီလိုမျိုး font တွေကိုအဲ့လိုမျိုးတုံးလို့ရတယ်ဆိုတာလေးကိုပြောပြပေးတာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်နော်ကျေးဇူးတင်ပါတယ်ခင်ဗျာ